အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိတ်သက်များအားလုံးကိုလည်းစသတည်မင်္ဂလာဖြာဖြာနေ့ပြည့်စုံနေလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ယနေ့ခေတ်ကာလမှာလူတိုင်းလူတိုင်းလိုအပ်နေတာကတော့ပတ်စံပါပဲမိဒီအခြေအနေမျိုးစုံပဲဖြစ်ဖြစ်မဆန့်လိုချင်တယ်မဝင်လိုချင်တယ်အခုလိုကာလတွေမှာဆိုအရာရာကြက်တဲတယ်အရာရာခက်ခဲပတ်စံရှားတာမလွယ်ဘူးပတ်စံရှားရွယ်သူကလည်းရှားရအရန်လွယ်တာပဲ ပတ်စံရှားခရသူတွေကလည်းအရန်ရှားခတာပဲအဲ့တော့ပတ်စံရှားလဲလွင်မယ်ချုပ်သူတွေတို့ရှိတယ်ပတ်စံလဲရှားနေနဲ့လဲထီကန်ထီလေးတွေပေါက်ချင်တယ်ကနန်းလေးတွေပေါက်ချင်တယ်နော်ကနန်းကန်လေးတွေကောင်းချင်တယ်ထီကန်လေးတွေကောင်းချင်တယ်မွေလဲဝင်တယ်နဲ့ဆိုတော့သူတွေရှိကြပါလိမ့်မယ်အဲ့လူတွေတော့ကျွန်တော်ထီကန်လဲကောင်းစီပဲထီလဲပေါက်စီပဲလက်လာပါရည်လဲတိုးွားစီပဲ မန္တလေးတဘုတ်ကိုကျွန်တော်ပြည်သက်တွေကိုပြောပြပေးမယ်။ဟိန္ဒူဘာသာမှာလက်လာပါတဲ့အားလုံးကိုပိုင်းဆိုင်တဲ့မေရောရှိပါတယ်။အဲ့ဒီမေရောကိုလက်ရှမီမေရောလို့ခေါ်ပါတယ်။နော်လက်ရှမီမေရောကယန္နာရှူမွေတနချမ်းသာကိုပိုင်းဆိုင်ပါတယ်။အဲ့တော့ဒီကာလာလေးကလက်ရှမီမေရောကိုချီကျူးတဲ့ကာလာ၊ဂုံပြူတဲ့ကာလာ၊ပူဇော်တဲ့ကာလာလို့လည်းပြောလို့ရတယ်ပေါ့နော်။အဲ့တော့ Oh, Shri Lakshmi Sahodaraya Namaha. Om Shri Lakshmi Sahodaraya Namaha. No? 저는 얘기하면, Om Shri Lakshmi Sahodaraya Namaha. Om Shri Lakshmi Sahodaraya Namaha. တရာယနမဟာအဲ့ဒါကိုယူမယ်ဆိုရင်တော့ဩံရှရီလက်ရှိမီသဟောတရာယနမဟာဩံရှရီလက်ရှိမီသဟောတရာယနမဟာဩံရှရီလက်ရှိမီသဟောတရာယနမဟာပေါ့ဒီကလာကိုဘလောက်ထိယူရမလဲလို့ပြောရင်အခောက်ကြီးတစ်ချောင်းတစ်တောင်းတစ်သိန်းတစ်တန်းကြီးကို ရုပ်ဖတ်တယ်ဆိုတင်ပါတယ်လို့အားရှိပါတယ်နော်ဒါရုပ်ဖတ်တယ်ဆိုဖို့အတွက်ကတော့ဘာလိုအပ်မလဲဆိုတော့ထွေထူးတော့မလိုအပ်ပါဘူးအရင်ဆုံးလက်ရှိမဲ့တော့ကိုအရင်ဆုံးဒီပူဇော်ရပါတယ်စိတ်ကြိုက်ရပါတယ်အဲ့ဒါပြီးရဲ့အခါမှာဒီကန္တာလေးကိုရုပ်ဖတ်တယ်ဆိုရပါတယ်အဲ့တော့ခြေကန်လေးလည်းပွင့်လာစေပြီးတော့လက်လာပါတွေလည်းတူပွားလာစေပါတယ်အဲ့တော့အားလုံးဒီပေါက်ကြပါစီတန်းကောင်းကြပါစီ ခဏန်းနေနဲ့ပတ်သက်ပြီးတော့ကံကောင်းကြပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်အားလုံးလာပါတူပါကြပါစေ